အလောအလောမဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့နေ့တနေ့မှာပေါ့နော်ဒီအပြူသဘောဆောင်တဲ့အတွေးမြင်တွေရဖို့အတွက်လောဟံလုတ်တင်တဲ့အချက်၅ချက်ကိုကျွန်တော် sharing လုပ်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ CMC blog ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကကြတော့ကိုယ့်ရဲ့နေ့တနေ့ကို start your day with gratitude ဆိုတာကကိုမနေ့အိယာထားတဲ့အခါမှာကျေးဇူးတင်စရာ၃ချက်အဲ့၃ချက်ကိုချရေးခိုင်းတာပေါ့နော် ကျေးဇူးရှင်တွေအသုံးချက်ဆိုတဲ့အထက်မှာကိုယ်မှာရှိနေတဲ့အရာတွေကိုယ်မှာရှိနေတဲ့ဘယ်လိုပြောမလဲပေါင်းသင်းဆက်ဆံရေးတွေစသဖြင့်ပေါ့နော်ဘယ်လိုအရာပဲဖြစ်ဖြစ်ကျေးဇူးတင်စရာအသုံးချက်လောက်ကိုကျွန်တော်တို့ခြာရေးဖို့လိုအပ်တယ်အဲကိုယ်မှာရှိတာပဲကိုအာရုံစိုက်ရမယ်ပေါ့နော်နံပါတ်2အချက်နေရာကျနေနေရာကျတော့ practice positive self talk ကိုကိုကိုအားပေးစကားပြောရမယ် ငါလုံနိုင်တယ် I can do it ဆိုတဲ့ဟာမျိုးပေါ့နော် I am capable ဆိုပုံစံမျိုးငါလုံနိုင်တယ်ဆိုတဲ့စကားမျိုးကိုအဲမနက်တိုင်းကိုပြောပွေးဖို့လိုအပ်ပါတယ်။သုံးကကြတော့ move your body အဲ့တော့7မိနစ်လောက်လမ်းလျှောက်တာမျိုးတို့လေ့ကျင့်ခန်းလုပ်တာမျိုးတို့ဒါလုပ်ပေးတင်တယ်ပေါ့နော်စိတ်ကိုလမ်းဆန်းစေတယ်မနက်စောစောထပြီးတော့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တာမျိုးပေါ့နော်လေ့ကျင့်ခန်းကလုပ်ပေးတင်တယ်မလုပ်ဘူးဆိုရင်အသက်ကြီးလာတဲ့နဲ့အမြဘာဖြစ်လာဆိုအင်အားတွေ ်ချိနေလာနိုင်တယ်ဗောနော်အဲ့တော့စိတ်ကိုလည်းလန်းဆန်းမှုอ่ะရှိတော့မှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့7မိနစ်လောက်လမ်းလျှောက်တာတို့လေ့ကျင့်ခန်းလုပ်တာတို့လုပ်ပေးတင်ပါတယ်လေကကြတော့ limit negative inputs အပြတ်သဘောသတင်းတွေပေါ့နော် နောက်တစ်ခုကကြတော့အတင်းဖြင်းပြောတတ်တဲ့သူတွေနဲ့ခံဝေးဝေးနေရမယ်အဲကိုနဲ့တွေးလိုက်တိုင်းမှာဒီအတင်းဖြင်းတွေပဲပြောတဲ့ဟာမျိုးနောက်အပြတ်သဘောတွေပဲပြောတဲ့သူမျိုးတွေနဲ့ခံဝေးဝေးနေပါနောက်ပြီးတော့ကျတော့ငါကကြတော့ and the day with the wind ပေါ့အဲ့တော့ ညာအေးရမဝင်ခင်မှာဒီနေ့ငါအောင်မြင်ပါလောက်ခဲ့လဲဘာတွေလေ့လာခဲ့လဲဘာတွေကိုပြီးမြောက်ခဲ့လဲစသဖြင့်ပေါ့နော်အဲ့ဒီထဲကအရာတစ်ခုလောက်ကိုပဲတတိယပြီးတော့အေးရဝင်ပါဒါကြတော့ဗာလဲဆိုတော့နေ့တစ်နေ့မှာကိုယ့်ရဲ့ဒီအပြူသဘောဆောင်တဲ့အတွေးမြင်တွေရှိစေဖို့အတွက်လုပ်ရမယ်လုပ်တဲ့နဲ့လေ့ကျင့်ငါကိုဖြစ်ပါတယ် bonus tip အနေနဲ့ကကြတော့မနေ့တိုင်းမှန်တဲ့ကကိုယ့်ရဲ့မျက်နှာကိုကိုမြင်ရမယ်ပေါ့နော်အဲ့တော့မြင်တဲ့အခါမှာပြုံးပြရမယ် ဒီလိုလုပ်တဲ့အခါမှာကိုယ်အုံနာကိုပျော်ရွှင်နေပြီလို့လှည့်စားနိုင်ပါတယ်တဲ့ကိုယ်အုံနာကိုပြန်ပြီးတော့လှည့်စားဖို့လိုအပ်တယ်။ငါဒီနေ့လုံးမဲ့အလုံးနဲ့ပတ်သက်လို့ငါပျော်ရွှင်မှုရှိတယ်ငါလုံးနိုင်တယ် I'm happy ပဲဖြစ်တယ်ပေါ့နော်အဲ့လိုမနက်တိုင်းမှာမှန်တဲ့ကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပြုံးပြတာမျိုးတွေလုပ်ပေးတင်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးတဲ့အချက်၅ချက်ကိုပြန်ချုပ်ရမယ်ဆိုရင်အပြင်တစ်ကကြတော့အေးရထားတဲ့အခါမှာကျေးဇူးတင်စရာအချက်၃ချက်ကိုရေးပါနှစ်ကကြတော့ကိုယ့်ကိုယ်ကိုအားပေးပါငါလုံးနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် I'm capable တော့အကြတော့7မိနစ်တော့လမ်းလျှောက်တာမျိုးလို့လေ့ကျင့်ခန်းလုပ်တာမျိုးတို့ကစိတ်ကိုလမ်းဆန်းစေပါတယ်၄ကကြတော့အပြတ်သဘောသတင်းတွေအတင်းပြင်းပြောတဲ့သူတွေနဲ့ခပ်ဝေးနေပါ၅ကကြတော့အိယာမွေငယ်မှာဒီနေ့အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အရာတစ်ခုကိုသတိရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်